မင်္ဂလာပါဒီနေ့ဆွေးနွေးကြမယ့်အကြောင်းအရာကတော့ Manchester United ရဲ့အဲတိုက်စစ်မှုရှာဖွေမှုအကြောင်းပေါ့နော်ဟုတ်ကဲ့ပါခင်ဗျအထူးသဖြင့်ဟို Rasmus Højlund တာထွက်သွားခင် Aston Villa က Ollie Watkins ကိုခေါ်နိုင်ကြီးရှိတယ်မရှိဘူးဆိုတဲ့အတန်နဲ့ကြားနေရတယ်ဟုတ်ပါတယ်အဲ့ဒီတရင်နေထွက်နေတာဟုတ်တယ်ဆိုတော့လေဒီကိစ္စဖြစ်နိုင်ကြီးဘယ်လောက်ရှိလဲဘာတွေကအဓိကကြားနေလဲဆိုတော့လေအတူတူလေးရာကြည့်ကြတာပေါ့နော်ဟုတ်ကဲ့ဒီကိစ္စက အဲ United ရဲ့တိုက်စစ်ပိုင်းအပြောင်းလဲတွေနဲ့တိုက်ရိုက်ကိုဆက်ဆံနေတာပါအထူးသဖြင့် Holland အခြေအနေနဲ့ဟုတ်ပြီးတော့တခြားတိုက်စစ်မှုတွေနဲ့တင်းထွက်နေတာတွေတော့အသင်းရဲ့ဟိုဘဏ္ဍာရေးစီမံ PSR ပေါ့အော်ဟုတ်ကဲ့ PSR ဆိုတာ Profitability and Sustainability Rules နော်ဟုတ်ပါတယ်အများဆိုးနဲ့ရေချေတည်တာရေးစီမံနေအဲ့ဒီကန့်သက်ချက်တွေနဲ့လည်းဆိုင်နေတယ်ဒီကြားထဲမှာ Walking Skisa ကအတော်လေးကိုစိတ်ဝင်စားစရာကောင်းလာတာပေါ့ ဟုတ် Walkins ကိုဘာလို့စဉ်းစားလဲလို့ထူရလဲထူလဲအားသာချက်တွေကဘာတွေချင်မလဲအဓိကကတော့သူ့ရဲ့ Premier League အတွေ့အကြုံပဲပြီးတော့ Goal Twin ဆွမ်းဆောင်ရေပေါ့အင်းမတိုင်းရဆိုဘီလာအတွက်တရား64ပွဲကစားထားတဲ့ Goal က85 Goal ဆိုတော့ဟုတ်ကဲ့တော်တော်ကောင်းတယ်မတိုင်းလည်းမနေဘူးအထူးတပည့်ပြီးခဲ့ကြရဒီကဆို League မှာ Goal ရော Goal Fan ဒီမူရောပေါင်းလိုက်24ချိန်အချီရှိတယ်နော်အာအဲ့ဒါသူ့ရဲ့တင်းငင်းတဲ့ခြေစွမ်းကိုပြနေတာဆိုတော့ဒါက United အတွက်ဆွဲဆောင်မှုတကူဖြစ်မှာပဲ ဒါနဲ့ Hoyland အခြေအနေကရောဘယ်လိုရှိလဲသူနဲ့ဘယ်လိုဆက်ဆံနေတာလဲဟုတ် Hoyland ကတော့အသင်းမှာပြောတဲ့ဆက်နေခြင်းတွေလို့တော့ပြောထားတယ်ဒါပေမဲ့လည်းဟို Italy က Inter Milan လို့အသင်းကြီးတွေကစိတ်ဝင်စားနေတယ်ဆိုတဲ့သတင်းတွေရှိနေတယ်အော် United ဘက်ကလည်းအမ်တင်းတော်တဲ့ပြောင်းရွှေ့ခြင်းပေါင်လိထန်ကားတန်းဝင်ကျင်လာပေါ့အဲ့လိုပြန်ရမယ်ဆိုရင်ရောင်းချဖို့စဉ်းစားနိုင်တယ်လို့သတင်းရင်းမြစ်တွေကဆိုတယ်ဟုတ်ကဲ့အဲ့လိုရောင်းလိုက်တာကဟို PSR အတွက်အထောက်အကူချွတ်နိုင်လို့လားအတိအကျပဲအဲ့ဒါက PSR စီမင်းအရာ ငွေရေးကြီးရေးရှင်းဖို့လွှတ်ချက်ကိုဖြည့်ရှင်းရမှာအထောက်ကူဖြစ်နိုင်တယ်။ဒါကြောင့်လဲ Watkins လို့အစားထိုးမဲ့ပူကိုကြိုပြီးစဉ်းစားထားတာဖြစ်နိုင်ရဲ့ရှိတာပေါ့။ဒါပေမဲ့လေ Watkins ကခုအသက်29နှစ်ဆိုတော့ Sajin Redcliffe ရဲ့မူဝါဒကလူငယ်ကစားသမားတွေကိုဦးစားပေးမယ်ဆိုပြီးကြားထားတော့ဒါနဲ့နည်းနည်းလေးကွဲလွဲနေတယ်လို့ပဲနော်။ဟုတ်တယ်။အဲ့ဒီအချက်ကစိတ်ဝင်စားဖို့ကောင်းတယ်။ Redcliffe ရဲ့မူဝါဒရှိတာမှမင်းချက်ချင်းဖြည့်ရှင်းဖို့လာပေါ့။ Okay ုံးသက်သူ Carl Inkagaro ဒါကို INUS ရဲ့မဟာဗျူဟာနဲ့ kait တယ်လို့သုံးသက်တယ်။သူတို့က Premier League မှာတစ်တည်ပြပြီးသားကစားသမားတွေကိုခေါ်ချင်တဲ့သဘောရှိတယ်ပေါ့။အော်အဲ့ဒါကြောင့် working slow အတွေ့အကြုံရှိပြီးသားကိုစဉ်းစားရဖြစ်နေတာပေါ့ဟုတ်တယ်ကိုယ်သွင်းပြဿနာကိုချက်ချင်းဖြေရှင်းဖို့ဆိုရင်တော့လက်တွေ့ကြလေရွေးချယ်မှုဖြစ်နိုင်တယ်လို့မြင်ကြတာပေါ့ ဗီလာဘက်ကတော့ဘလို့လဲသူတို့ကတော့ walkings ကိုအလွဲတကူလဲလွတ်ပေးမှလားသူတို့ရှိမှလဲ PSA ပြဿနာရှိတယ်လို့တော့ကြားတယ်အဲ့ဒါလေဟုတ်တယ်ဗီလာကလည်း PSA fear တွေရှိနေတာကြောင့်ကစားသမားရောင်းချဖို့လိုအပ်နိုင်တာမှန်ပါတယ်ဒါပေမဲ့ walkings ကသူတို့ရဲ့အဓိကကစားသမားဖြစ်နေတယ်ဟုတ်တယ်ပြီးတော့စားချုပ်တပ်တန်းကလည်း၃နှစ်ကျန်သေးတယ်ဆိုတော့ဟုတ်ကဲ့အဲ့ဒီတော့ဇေရောခေါ်မှာပဲဇန်နဝါရီတုန်းကအာဆနယ်ကိုပေါင်တန်း60လောက်တောင်းခဲ့ဘူးတယ်လေအိုးတော်တော်များတာပဲ အခုကခြေစွမ်းပိုတောင်ကောင်းလာတဲ့တော့အဲ့ဒီဈေးဒါမှမဟုတ်ဒီထက်များတဲ့ဈေးကိုခေါ်ဖို့များတယ်အဲ့ဒီပြောင်းရွှေ့ကြေးကြီးမြတ်မှုက United အတွက်အဓိကစဉ်းစားရမယ့်အချက်ထလာနိုင်တယ်ဘာလို့လဲဆိုတော့ပြန်ရောင်းတန်ဖိုးကနေထွားနိုင်တယ်လေဟုတ်ပါပြီကစားပုံအရာရော သူက United နဲ့ဘလို့အံ့ဝင်နိုင်မလဲဥပမာ Bruno Fernandes တို့လို ကစားသမားတွေနဲ့ရော အတွေးညီနိုင်လားသူရဲ့တတိကအားသာချက်တစ်ခုက ခန်းစစ်နော်ကျော်ကိုပြေးဝင်နိုင်စွမ်းပဲအရှိန်နဲ့လေအဲ့ဒါကဘရူနိုဖာနန်ဒက်စ်လိုဘောလုံးထောက်ပံပေးနိုင်တဲ့ကစားသမားတွေအတွက်တော့အတော်လေးအထွန်းဝင်ပါပနတီအေရီးယားထဲမှာလည်းအဆုံတတ်ကောင်းလေအဓိကဂိုးသွင်းချင်းချောင်မှုဖြစ်လာနိုင်တယ်ဟုတ်ကဲ့နောက်ပြီးဦးနိုင်အမရီလက်အောက်မှာသူကစားပုံကပိုပြီးရင်းကျက်လာတယ်အတင်းလိုက်ကစားပုံမှာပိုပြီးပေါမင်လာတာမျိုးတွေ့ရတယ်တချို့ပြောသလိုဘောလုံးထိမ့်သိမ့်မှုအရန်အားနေတာမျိုးလည်းမဟုတ်တော့ဘူး ဟုတ်ပါလေဒါဆိုရင်အကျိန်းချုပ်ပြရရင် Ollie Watkins ဟာ United အတွက်အတွေ့အကြုံရှိ Premier League မှာတက်တည်ပြပြီးတာတိုက်စစ်မှုရွေးချယ်စရာတစ်ခုဆိုပေမဲ့ဟုတ်တယ်ဒါနဲ့မဲ့အပြောင်းရွှေ့ကြေးကြီးမြတ်မှုကတစ်ချက်ဟုတ်ကဲ့ပြီးတော့သူ့ရဲ့အသက်29နှစ်နဲ့ပြန်ရောက်တန်ဖို့နေနိုင်ကြီးအဲ့ဒါရောပြီးတော့ဟိုလွန်ရဲ့အနာဂတ်မူရည်ရမှုဒီချက်တွေအလုံးကဒီအပြောင်းရွှေ့ဖြစ်နိုင်မဖြစ်နိုင်ကိုလွမ်းမိုးနေတဲ့အဓိကအချက်တွေပဲပေါ့ဟုတ်ပါပြီ နောက်ဆုံးအနေနဲ့စဉ်းစားစရာတစ်ခုထပ်ပြောချင်တာကလေ United ကအခု goal tension တရားအမြန်လောက်နေချင်း PSA VR တွေလည်းရှိနေချင်းမှာဆိုတော့ဟုတ် Watkin လောက်တက်နည်းနည်းပိုကြည့်တယ်ဒါပေမဲ့တင်းရင်းတဲ့ခြေစွမ်းကိုချက်ချင်းရနိုင်မဲ့ကစားသမောက်အတွက်ယင်းနီမြို့နန္ဒာကရေရိုအောင်မြင်မှုတွေပိုပြီးထျောက်တဲ့လမ်းကြောင်းဖြစ်နေမလားဒီဆောင်မဲ့ဆိုတဲ့ရေရှည်စီမံကိန်းကနေတွေ့ဖြစ်သွားတာမျိုးဖြစ်နေမလားဗောနော် ဟုတ်ပါတယ်အဲ့ဒါကတော့တကယ်ကိုဆက်လက်စောင့်ကြည့်ရမယ်စိတ်ဝင်စားစရာမေးခွန်းတစ်ခုပါပဲခင်ဗျာဟုတ်ကဲ့ပါဒီနေ့ဒီကြောင်းရာကိုအတူတူဆွေးနွေးပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ကျေးဇူးပါပဲခင်ဗျာ